အာနာပါနနဲ့လေ့ကျင့်ပုံလေးကိုပြောအောင်တိရဂုဆရာတော်ဘုရားကြီးအာနာပါနတတိနဲ့ပတ်သက်ပြီးအကျယ်ဟောထားတာရှိပါလို့နော်အကျယ်ကြလို့ရှိရင်တော့ဆရာတော်ကြီးဟောထားတဲ့ဟာကိုချင်းဘုန်းကြီးတော့အနှစ်ချုပ်ပြောစာနဲ့ပိနဲ့ဟောထားတာစာနဲ့ပိထဲမှာဟောထားကိုယ့်ရဲ့အတွေ့အကြုံတစ်ခုနဲ့ဟောရင်မပြည့်စုံဘာဖြစ်လို့လူစားအတွေ့အကြုံကတစ်မျိုးရှိကိုယ့်အမြင်နဲ့ပြောလို့ရှိရင်မပြည့်စုံစာနဲ့ပြောလို့ရှိရင်ပြည့်စုံတယ် စာရဲ့အတွေ့အကြုံရဲ့နှစ်ခုပေါင်းစပ်အဲ့တော့ကောင်းပြီအာနာပါနအခုမဟာတတိပဌာနာသုတ်တံဒီကမ္မနိကေမှာလာတဲ့အာနာပါနတတိဒီကာယ ानु ဘသနာအာနာပါနတတိ ਨੇ ပြသက်ပြီးမြတ်စွာဘုရားဟောထားပုံလေးကိုကြည့်ရအောင်ပထမဆုံးမြတ်စွာဘုရားကမ္မထာအထုတ်ဖို့နေရာရွေးဖို့ပြပါတော့ဆို အရိညကတော်ဝါရုခမူလကတော်ဝါသုံညာကာရကတော်ဝါတရားထုတ်မဲ့နေရာလေးတွေကိုပြောတာအရိညဆိုတော့ဆိုတာလူသူမနည်းတဲ့စိတ်ငြိမ်တဲ့တော့တော်ရမဆိုတဲ့အခါလူရဲ့တတိတွေဝီရိယတွေပိုကောင်းတယ်အရာတဲမှာနေလို့ရှိရင်လူကစိတ်အေးလက်အေးနေတာလေစိတ်အေးနေတယ်တတိလွတ်တယ်တတိလွတ်တယ်တော်ရကြတဲ့အခါကျ ငါတယောက်တည်းပါလားဆိုရဲအသိနဲ့တတိထားတယ်တတိပိုကောင်းလာဒါကြောင့်မြတ်စွာဘုရားတော်ရွေးခိုင်းတယ်တတိစွမ်းအားတွေတက်လာတယ်တော်တဲ့ကြတယ်ရိညာကတော်ရိညာလူသင်တိတ်စိတ်တယ်တိတ်စိတ်နေသည့်အတွက်ကြောင့်အလုံးကိုတတိထားမိနိုင်တယ်ကိုတတိထားခြင်းတဲ့ပုံမှာစိတ်ကလေးကလွယ်လွယ်ကူကူတတိကတ်လို့ရတယ်ဒါကြောင့်မို့ရိညာကတော်တော်တဲ့မှာနေတဲ့အခါဖြစ်စေတယ်နောက်တစ်ခုက တော်ရမနေတယ်ဆိုတာဟာအစာဦးနဲ့နေတာလည်းဖြစ်နိုင်တယ်။သို့မဟုတ်သစ်ပင်အောက်မှာနေတာလည်းဖြစ်နိုင်တယ်။ကဲသစ်ပင်အောက်နေတာကိုပြောလို့ရုခမူလကတော့ရုခမူလဒီစင်္ဂလုံးလေးကရုခမူလဆိုတာသူတန်းကြည့်မယ်ဆိုလို့ရှိရင်တော့တမန်အားဖြင့်ရုခဆိုတာသစ်ပင်မူလဆိုတာအမြစ်လို့ဒီလိုထင်ကောင်းထင်လေဒီနေရာမှာမူလဆိုတဲ့စင်္ဂလုံးကအမြစ်ကိုမဟောဘဲနဲ့အနီးလို့ဒီလိုပြောတာသစ်ပင်နီးသစ်ပင်အောက် အဲ့ဒါကိုအင်္ဂလိပ်လိုပြန်တဲ့စာအုပ်တွေမှာမှမှယဉ်ယဉ်ဘာသာပြန်ထားတာမျိုးတွေရှိတယ်ပေါ့။ဘို့မို့အတိတ်ပဲဟာတမျိုးထွက်သွားနိုင်တယ်ဘာသာပြန်။အမြင့်ကိုသူက root လို့ပြန်လိုက်တယ်။ဒီပြင်နေရာတွေမှာလည်း root လို့ပြန်တယ်။ a root of a tree root of a tree ဆိုတစ်ပင်ရဲ့အမြင့်ဆို။တခါတော့ကဂျာမနီကပို့လိုက်တဲ့ဗုဒ္ဓရဲ့ရုပ်ပွားပုံ။ပကြီးဆွဲထားတဲ့ဗုဒ္ဓရဲ့ရုပ်ပွားပုံ။ အဲ့ဒီလိုဘာသာပြန်ဟာမကြသေးတဲ့အတွက်ကြောင့်ရသော်ဘုရားဟာဗောဓိပင် အောက်မှာထိုင်နေတယ်ဆိုတာကိုပကြီးဆရာကရုခမူလကိုသူကအတိအကျလိုက်ပြီးတော့ရုခဆိုတာဗောဓိပင်တစ်ပင်ကြီးဗောဓိရုခမူလဆိုရင်မှာဗောဓိပင်ရသော်ဘုရားကအမြင့်ပေါ်မှာထိုင်နေတယ်ဆိုပြီးတော့တစ်မြင့်ကြီးကိုယ်ကထွက်နေတဲ့ပုံမှာဘုရားထိုင်နေပုံဆွဲထား ကထားပါတော့ညောင်မင်းအမြစ်ကအပြင်ထွက်လို့ထိုင်နေဆိုကြံတဲ့အပင်တွေကျတော့အမြစ်ကမြေကြီးထဲနေတာဒုက္ခမုလဟာတစ်မြစ်ပေါ်ထိုင်ခိုင်းတာမဟုတ်ဘူးဆိုလိုတာကတစ်ပင်ရဲ့အနီးတစ်ပင်အောက်ဒီလိုပြောတာ under a tree သို့မဟုတ် near a tree ဒီလိုပြန်ရမယ်စကားလုံးကို root of a tree လို့ဘာသာတော့ပြန်ရင်မမယွင်းအိဗယ်ကြီးကောက်ပြီးတော့မယွင်းတဲ့ပုံစံလေးထုတ်ကုန်တတ်တယ်နော်ဒါလည်းတတိထားစရာ ရုခမူလဆိုတာကိုစံချိန်စံညွန်းနဲ့သတ်မှတ်ထားတာရှိတယ်။ဘယ်ဟာကိုရုခမူလလို့ခေါ်တယ်လဲလို့ဆိုလို့ရှိရင်တချို့သစ်ပင်တွေကအုပ်အုပ်ဆိုင်ဆိုင်ကလေးရှိတယ်ပေါ့။ဟိုဘက်၅ဘေးဒီဘက်၅ဘေးတော့မဟုတ်ဟိုဘက်၁၀ဘေးဒီဘက်၁၀ဘေးပတ်ဝန်းကျင်၁၀ဘေးထိအောင်အကိုင်းတွေကနေပြီးတော့အုပ်ထားတယ်။လေမတိုက်ဖက်နဲ့တည့်ရွက်ကြွေကြလို့ရှိရင်ကြတဲ့နေရာလေတိုက်ရင်တော့တခြားလွန့်သွားမှာ။လေမတိုက်ဖက်နဲ့ကြွေကြရင်ကြတဲ့နေရာ အဲ့ဒီတိရိပ်ထိုးတယ်နေမွန်တိတဲ့အချိန်မှာ အပေါ်တဲ့တဲ့နေရောက်တဲ့အချိန်မှာတိရိပ်ထိုးတဲ့အရိပ်ရဲ့အတွင်းသို့မဟုတ်လေမတိုက်တဲ့အချိန်တိရိပ်ချွေကြလို့ရှိရင်ချွေကြတာရဲ့အတွင်းကိုရောခမုနာလို့ခေါ်ပါတယ်ဒါစံကိုတိချာ location ကိုတိချာသတ်မှတ်ပေးတာအဲ့တော့ရောခမုနာဆိုတာတစ်ပင်အောက်တစ်ပင်အနီးဒီလိုဆိုလိုတယ်လို့ဒီလိုမှာအဲ့ဒီနေရာကိုလည်းရွေးချင်ရွေးတဲ့တရားအထုတ်ဖို့ နောက်တစ်ခုကြတော့တုံညာခါရတုံညာဆိုတာဘယ်သူမှမရှိဘူးကိုတယောက်တည်းအာဃာရဆိုအဆောင်ဘယ်သူမှမရှိတယ်ကိုကိုတယောက်တည်းနေတဲ့အခန်းထဲဖြစ်စီကိုနှစ်ယောက်တည်းနေတဲ့တိုက်ခန်းမှာဖြစ်စီကိုတယောက်တည်းနေတဲ့အဆောင်အုံတစ်ခုမှမဖြစ်စီဟောတုံညာခါရအေးအဲ့ဒီလိုနေရရွေးပြီးတဲ့အခါကြတော့မြတ်စွာဘုရားကအာနာပါနခုနကကာယ ानु ပဒနာလောက်တော့မယ်ဆိုလို့ရှိရင် ထိုင်ပုံထိုင်နည်းစနစ်ကိုလည်းပေးထားတယ်။နိတိရတိတဲ့ထိုင်ပြီးအာထုတ်ပါအာနာပါနကြတော့ထိုင်အာထုတ်ခိုင်းတယ်။နိတိရတိပန်လင်ကံအာဘုစိတ်တော်ဟာတင်မလင်ခွေးထိုင်ပါအမျိုးသားတွေအတွက်တင်မလင်ခွေးထိုင်အမျိုးသမီးတွေကြတော့အတ္တပလင်ကားလို့ဆိုရဲဒုတုတ်ထိုင်နေထိုင်နည်းစနစ်ကိုထိုင်ဥဆုံးကာယံပဏိဒါယခါးကနေအထက်ဇက်ထိခေါင်းထိ ခန္ဓာကိုယ်လေးကိုဖြောင်းပြောင်းထားတာတရားထိုင်နေကားကိုသင်ပလင်ငါအာဟုစိတ်တော်တင်မလင်ခွေထိုင်သုံးမုတ်ဒူးတိုက်ထိုင်ဥဆုံးကာယံပရိဒယကိုယ်လေးကိုမမတ်ထားခေါင်းနဲ့ကိုယ်လေးကိုမမတ်ထားအဲ့ဒီလိုမမတ်ထားပြီးတော့ပရိမူခံတတေဥပတ္တပတောတတိလေးကိုကမ္မထာအာယုံရှိကိုပွန်လွတ်ပါတဲ့ကမ္မထာအာယုံရှိတဲ့ပုံမှာတတိလေးက အဲ့ဒီအာယုံကိုရယူလိုက်ပါလို့ဆိုတာအဲ့တော့အာနာပါနဆိုဘယ်ကိုရယူရမှာတော့ဆိုခုနကရှူသွင်းလိုက်တဲ့လေကလေးရှိုက်ထုတ်လိုက်တဲ့လေကလေးဘယ်ကထွက်နာသီးကြကထွက်အဲ့ဒီထွက်လို့ထိသွားတဲ့နေရာလေးလို့အထက်ကရာဆရာကပြောပြတယ်ဖုတ်ထဌာနေလေကလေးထိသွားတဲ့နေရာကိုစိုက်ကြည့်ပါ လေဆိုတာမြင်ရတာမဟုတ်သည့်အတွက်ကြောင့်လေကလေးထိသွားတဲ့နေရာကိုမှတ်ပါလို့ဒီလိုပြောတာအေးမြတ်စွာဘုရားကတော့လေကလေးထိတဲ့နေရာလို့တော့မဟုတ်ဘူးရှိတတိကိုအဲ့ဒီကိုပုတ်လွတ်လိုက်ကိုယ့်ရဲ့တတိလေးကိုထွက်လေဝင်လေ ဖြစ်နေတဲ့နေရာကိုပို့ပို့ပြီးရင်နံပါတ်1လောက်ရမှာပါတော့ဆိုစလေးချင်းရမှာတတောဝအတ္တတတိတတောဝပတ္တတတိ တတိကလေးထားပြီးတော့ရှူသွင်းလိုက်ပါတတိကလေးထားပြီးတော့ရှိုက်ထုတ်လိုက်ပါရှူသွင်းတဲ့လေလေးကိုလည်းတတိရှိပါစေလေကလေးရှိုက်ထုတ်လိုက်တဲ့အချိန်မှာလည်းပဲတတိရှိပါစေတခါတည်းလောက်ရမှာမဟုတ်ဘူးစင်ဆက်မပြအဲ့ဒါကိုလေ့ကျင့်ရမယ်ဒါပထမအဆင့်လေ့ကျင့်အဲ့ဒါလို့လေ့ကျင့်လိုက်တဲ့အခါကျတော့တွတ်တက်မှုရှိလာတွတ်တက်မှုရှိလာတာဘာတုံးစေကိုရှိုက်ထုတ်လိုက်တဲ့ ကိုရှူသွင်းလိုက်တဲ့လေလေးဟာအချိန်ပိုင်းအားဖြင့်ရှည်ကြမှုရှိသလားကိုရှိုက်ထုတ်လိုက်တဲ့လေလေးဟာအချိန်အားဖြင့်တိုးသလားရှိုက်ထုတ်လိုက်တဲ့လေလေးဟာအချိန်အခါအားဖြင့်ရှည်သလားတိုးသလားအရှိတိုးလေးပါတတိထားမိလားကြည်လေလူတွေဟာအေးစေးစေးနေတဲ့အခါကျတော့အသက်ရှူတာလေးကပုံမှန်လေးခါရှည်ရှည်လေးရှူတယ်အဲ့လိုမဟုတ်ဘဲနဲ့ အပြေးလွှားလှုပ်တာတော့မောတကားဆိုဟဲဟောဟဲဟောဟဲဟောနဲ့နော်ရှူလိုက်ရှက်လိုက်ရှူလိုက်ရှက်လိုက်နောက်ကြည့်လေမွေတွေအသက်ရှူတာကြတော့ကြားတယ်ခွေးတွေကြတော့မောနေပြီအသက်ရှူရင်ရှုခဲရှုခဲရှုခဲဖြစ်နေတာဟုတ်လားညံ့နေအဲ့ဒါလို့ကိုရှူတဲ့အသက်ဟာကြားသလားတူရှိသလားတူသလားအတူအရှိပေါ့တနည်းအားဖြင့်ပြောမှဆိုရင်ကြားသလားတူသလား အချိန်ကြာသလားအချိန်တိုသလားသို့မဟုတ်ရှည်သလားတိုသလားအဲ့ဒီနှစ်ခုတဲတဲကွဲကွဲဖြစ်လာတယ်တဲ့အသိဉာဏ်တစ်ခုတက်လာဗရမတော်ကတော့တမန်ရှူးနေတာလောက်တတိထားမိတယ်တတိထားမှများလာတဲ့အခါကျတော့ရှည်ရှည်ရှူရင်ရှည်ရှည်ရှူတယ်လို့သိလာတယ်တိုတိုဆိုရင်တိုတိုလို့သိလာတယ်ရှူဆိုင်မှုလေးရဲ့အချိန်ပိုင်းဟာတိုတယ်ရှည်တယ်ပါသိလာတယ်အဲ့ဒါတစင်တက်သွား ဲ့လိုတဆင့်တက်သားပြီးတော့နောက်မှဘာသိအောင်စူးစမ်းရမလဲကိုယ့်ရဲ့စူးစမ်းအထုတ်မှုလေးနဲ့မြင့်တင်ပြီးတော့ပြရမယ်။ဘာမြင့်တင်ပြရမလို့ဆိုရင်တပ္ပကာယပဋိတံဝေတီအတတိတ်တာမိသိခတိ။ဟောဒီစကားလေးသုံးထား။တပ္ပကာယပဋိတံဝေတီကာယအလုံးကိုသိရှိလျက်တတိထားပြီးတော့ကာယအလုံးကိုသိရှိ။ ဒီနေရာမှာဘာသာပြန်နာတို့အတိတ်ွယ်ကောက်ထားတို့အမတန်လွဲမှားကြအထကရာဆရာရဲ့အဘောထကရာရဲ့ရှင်းလင်းချက်ပဋိသင်္မိတာမဲ့တို့ရဲ့ရှင်းလင်းချက်ကို မသိဘူးစဉ်တပ္ပကာယကိုသူကတကူလုံးကိုသွားပြီးတော့ယူတဲ့လူတွေရှိတယ်